ီနေ့ကတော့ဒီနှင်းပွက်လေးတွေကိုထုတ်ပြပေးမယ်နော်။ခြီကတော့ Mekoton pipeline ကိုပဲသုံးမယ်နော်။ SI 3.0 mm သုံးပြီးတော့ထုတ်ပါမယ်နော်။အရင်ဆုံးလက်ညှိုးတစ်ချောင်းထဲမှာပဲခြီကို10ခေါက်ပတ်မယ်နော်။3 4 5 6 7 8 9 10ဆက်ခါပြီးရင်ဒီအလဲတက်တက်ကနေအထိုးထည့်မယ်ပြီးရင်ဒီခြေစားလေးကိုဆွဲသွင်းလိုက်မယ်နော် ပြီးရင်ချိန်တက်ခါပြီးရင်ဒီခွင်းထဲမှာ တိုင်တိုလေးတွေထိုးမယ်เนาะဒီလိုမျိုးเนาะတိုင်တို၄နေတော့လေးငါเนาะဒီတိုင်တိုလေးတွေကိုဆက်ဆက်လေးဖြစ်အောင်ဒီလိုလေးဆွဲသွင်းမယ်ပြီးရင်တိုင်တိုလေးတွေ ဆက်ထိုးသွားမယ်နော်ဒီနေရာမှာတော့တိုင်တူစုစုပေါင်း18တိုင် ထိုးထားပါရယ်နော်18တိုင်ပြည့်ပြီဆိုရင် ပထမဆုံးတိုင်တူရဲ့ထိုက်မှာချက်ကော်နဲ့ချိန်မယ်ပြီးသွားရင်နောက်တစ်စစ်တက်တဲ့ခါကျရင်အမဒီလိုတစ်ခါရစ်မယ်ဒီကွင်းလေးတွေကနေခြီသွားယူလာမယ်တစ်ခါအမရစ်မယ်ခြီသွားယူလာမယ်နှခါအမရစ်မယ်ခြီယူမယ် 3ခါအမှရိပ်မယ်ချီယူမယ်4ခါ4ခါပြည့်ပြီဆိုရင်ဒီခြီစားကို အပေါ်မှာဒီလိုနှစ်ကွင်းလေးပဲခြံထားမယ်။ပြီးရင်ချိန်တစ်ခါဆွဲလိုက်ပါနော်။ပြီးသွားရင်ဖုံမီ9ခါထုံးမယ်နော်။၄5ပြီးရင်ဒီထိတ်မှာပါနော်။ဒီကွင်းလေးထဲမှာတိုင်းတူထိုးမယ်။တစ်ချိန်ချိန်9ခါပြန်ထိုးမယ်။၃၄5 ီးရင်အဲ့ဒီအပေါက်မှာပဲတိုင်းလိုပြန်ထိုးမယ်နှစ်ချိန်အမီငါးခါပြန်ထိုးမယ်1 2 3 4 5ပြင်အဲ့ဒီပေါက်မှာပဲတိုင်းတို့ပြန်ထိုးမယ်3ချိန်အဲ့လို3ချိန်ထိုးရမယ်เนาะအဲဒါဆိုလို့ရှိရင်ဒီလိုအလုံးလေးတစ်ခုရမယ်เนาะနောက်တစ်ခုထပ်ထိုးပြမယ်เนาะအမ်မာရစ်မယ်ဝင်ထဲမှာခြစ်သွားယူမယ်ဒီအမ်မာရစ်မယ်2 လေးလေးကြိမ်ပြည့်ပြီဆိုရင်ခြီဆွဲမယ်အပေါ်နှစ်ကွင်းချန်ပြီးရင်နောက်တစ်ခါထပ်ဆွဲမယ်ချိန်၅ခါထိုးမယ်ဒီထိတ်လေးမှာတိုင်းတို့ပြန်ထိုးမယ်ချိန်၅ခါထိုးမယ်အဲ့ဒီထိတ်မှာပဲတိုင်းတို့ပြန်ထိုးအောင်မယ်နှစ်ကြိမ်နော်ချိန်၅ခါပြန်ထိုးမယ်ရင်အဲ့ဒီထိတ်မှာပဲတိုင်းတို့ပြန်ထိုးမယ်ဒါဆိုရင်အလုံးလေးနှလုံးရပြီပေါ့နော် ဒီလိုပုံစံတိုင်းပဲဒီအလုံးလေးခုနှစ်ခုပြည့်အောင်ထိုးလာခဲ့ပါနော်အဆုံးထိရပြီဆိုရင်1 2 3 4 5ခုပေါ့နော်ခုနှစ်ခုပြည့်ပြီဆိုရင်ဒီပထမဆုံးစားခဲ့တဲ့နေရာလေးမှာချက်ကော်လေးနဲ့သွားချိန်မယ်ပြီးရင်ချိန်30လောက်ထိုးမှာပေါ့နော်ချိန်30ထိုးပြီးရင်စောစောကရှက်ကော်ချိန်တဲ့အပေါက်မှာပဲ ရှက်ကော်နဲ့ချိန်လိုက်မယ်။ပြီးရင်ချိန်တစ်ခါကြစ်ကြစ်ကလေးထိုးပြီးတော့ချီဖြတ်ပြီးတော့အနားသိမ့်မယ်နော်။ချောက်အပ်လေးနဲ့အနားသိမ့်တဲ့ခါကျရင်ဒီတိုင်တိုလေးတွေထိုးထားတာရဲ့ဂျားလေးတဲပေါ့နော်။ဒီဂျားလေးတဲကိုဒီလိုလေးထိုးသွားလိုက်အောင်ပဲပေါ့နော်။ပေါ်သွားပြီလို့ရှိရင်အောက်ကိုတခါပြန်ဆင်းလာအဲ့လိုလေးလောက်လိုက်ပါတော့ ဒီလိုအပေါ်ဘက်ကိုသွားပြီးရင်ဒီလိုပြန်လှည့်ပြီးတော့အောက်ပြန်ဆင်းဒီလောက်ဆိုရင်ရပါပြီเนาะဒါဆိုရင်တော့သူ့ကိုခြိပြတ်လိုက်တော့မယ်เนาะဒါဆိုရင်တော့ဒီနှင်းပွက်လေးထိုးလို့ပြပါပြီเนาะကိုချမ်းနေတဲ့အယောင်လေးတွေနဲ့ထိုးကြည့်ပါเนาะ